တပူရဲလာပြီနေ့အချိန်ရောက်တော့ယသိတထောင်ကနေပြီးတော့သာသနာပေါင်းဝင်လာတဲ့ယဟန္တာ အပါးတထောင်ပရပိုက်တွေကနေပြီးတော့မြတ်စွာဘုရား သာသနာကူးပြောင်းလာတဲ့ပရပိုက်တွေက250တထောင်250သောတန်ခပရိသတ်တခုနဲ့တခုတဦးနဲ့တဦးတိုင်ပင်ထားခြင်းမရှိဘဲနဲ့လာပြီနေ့မှာမြတ်စွာဘုရားစီအလုံး ရောက်ရှိပြီးတော့လာကြတယ်အဲ့ဒါလို့ရောက်ရှိလာကြတဲ့အချိန်တန်ခါပိယိတဟာစီဝေမိတယ်လို့ခေါ်တယ်အဲ့ဒီနေ့မှာအဲ့ဒါကိုပထမတန်ခါတဏိပတ္တာပထမတာဝကတဏိပတ္တာမြတ်စွာဘုရားလက်ထက်မှာရဟန္တာပုဂ္ဂိုလ်တွေအလုံးမြတ်စွာဘုရားရဲ့အနိပါးကိုတဏီတဲ့ရောက်ရှိလာတဲ့ပထမဆုံးအကျင့်ရောက်ရှိလာတဲ့1250သောရဟန္တာတွေ ရဲ့အလဲမှာမြတ်စွာဘုရားသခင်ကိုရမြတ်ကရှင်သာရိပုတ္တရာနဲ့ရှင်မောောက်ကလဥပဋိဒ္ဒနဲ့ကောလိတာသူတို့ရဲ့အမည်နာမကဥပဋိဒ္ဒနဲ့ကောလိတာရင်ရင်ကြည်ကြည်ခေါ်ကြတယ်နာမည်ကြီးကိုအလုံးလိုက်ခေါ်လို့မရှိကြဘူးဒါကြောင့်မို့ရင်ရင်ကြည်ကြည်ခေါ်တဲ့အခါကျတော့ဥပဋိဒ္ဒကိုသာရိပုတ္တလို့ခေါ်တယ် ကောလိတကိုမောကလာနာလို့ခေါ်တယ်။အနွယ်နာမည်နဲ့ခေါ်ကြတာ။သာရိပုတ္တဆိုတာမိခင်နာမည်နဲ့ခေါ်လိုက်တာ။မောကလာနာဆိုတာအနွယ်နာမည်နဲ့ခေါ်လိုက်တာ။အဲ့ဒါလို့သာသနာတော်မှာတလေးတစားခေါ်သည့်အတွက်ကြောင့်သာရိပုတ္တမောကလာနာလို့မြတ်စွာဘုရားကိုယ်တိုင်ကဒီအသုံးအနှုန်းကိုသုံးခဲ့သည့်အတွက်ကြောင့်ဒီကနေ့ထီအောင်ရှင်သာရိပုတ္တရာရှင်မောကလန်လို့ဖြစ်နေတာ။ တို့အမည်နာမတွေမဟုတ်ဘူးအေးအဲ့ဒီနေ့မှာမြတ်စွာဘုရားကဒီပုဂ္ဂိုလ်နှစ်ပါးယဟနာဖြစ်တယ်လို့ဆိုတာတာမန်ယဟနာဖြစ်တဲ့ပုဂ္ဂိုလ်တွေနဲ့မတူဘူးအက္ခတာဝကရဲ့အတိညာပါရှိလာတဲ့ဂုံတူးဝိသေသသူများနဲ့မတူဘူးအရတ္တမေရလိုက်တာနဲ့တပြိုင်နက်အက္ခတာဝကရဲ့အရှိချင်းတွေ တရားဓုတရားမြတ်တွေရဲ့အည်သွေးတွေအလုံးပါဝင်လာတယ်။ဆိုပါစို့ဆယ်တန်းအောင်နာချင်းတူပေမဲ့လို့ဒီတလုံးမှာမပါတဲ့လူတွေလည်းရှိတယ်။ဒီခြောက်လုံးပါတဲ့လူလည်းရှိတယ်ပေါ့။ဒီလိုဆိုလိုတာပေါ့။ဂုံဓုဝိသေသတွေအကုန်ပါလာတယ်။အဲ့ဒီလိုဂုံဓုဝိသေသတွေပါတယ်ဆိုတာမြတ်စွာဘုရားမှသိတယ်။ကြံတဲ့ပုဂ္ဂိုလ်တွေကတော့ယဟနာဖြစ်ကြတာတော့တူတူပဲယဟနာဖြစ်တယ်။သို့တော့ထူးခြားတဲ့အည်ချင်းတွေ ပါလာတဲ့ဒီပုဂ္ဂိုလ်နှစ်ဦးဟာတန်ကြံတဲ့ပုဂ္ဂိုလ်တွေနဲ့မတူဘူးတဲ့နောက်ဆုံးပြောရမယ်ဆိုရင်ပထမဆုံးတရားထုတရားမြတ်ရသွားတယ်ရှင်ကွန်တေညာရဲ့အယီချင်းနဲ့တောင်မတူဘူးရှင်ကွန်တေညာတရားထုတရားမြတ်ရသွားတာဟုတ်တယ်ရတ္တမေရတ္တဖို့ရတယ်အဘိညာဉ်6ပါးသမဘာ7ပါးဓာရီပါမယ်ဝိဇ္ဇာ3ပါးပါမယ်သို့တော်လည်းပဲ အခသာဝကတွေရဲ့ရနိုင်တဲ့အသိဉာဏ်မျိုးမပါဘူးတဲ့ဒီလိုဆိုတာနော်အခသာဝကပါရမီဉာဏ်နေပါမလာဘူးတဲ့အေးဒီပုဂ္ဂိုလ်နှစ်ပါးကတော့ရှင်သာရိပုတ္တရနဲ့ရှင်မောကလန်တို့ကအလွန်ထူးခြားလို့အဲ့ဒီပထမဆုံးသာဝကတဏိပတာတဘူတွေလာပြီနေမှာတန်ခါပြိတ္တထင်းမြတ်စွာဘုရားကသူတို့နှစ်ပါးကို ပထမဧကသာဝကအဖြစ်ရှင်သာရိပုတ္တရာကိုချီးမြှောက်ပြီးဒုတိယဧကသာဝကအဖြစ်ရှင်မောကလံကိုချီးမြှောက်ခဲ့တယ်ဒီတပြည့်နှစ်ပါးကြီးမားတဲ့အရေးချင်းတွေရှိသည့်အတွက်ကြောင့်ပထမတပြည့်နဲ့ဒုတိယအမြတ်ဆုံးတပြည့်အဖြစ်တန်ခပယိတ္တမှာချီးမြှောက်ပြီးတော့ပြောကြားလိုက်တာပြောကြားပြီးတဲ့နောက်မှာမြတ်စွာဘုရားလာပြီနေ့မှာဩဝါဒပါတိမောက် ရွတ်ဆိုဟောကြားတော်မူခဲ့တယ်ခန္တီပရမန်တပောတိဒိဋ္ခာတို့တဗ္ဗပပတအာကရဏံတို့အနုပဝါရောအနုပခာတော်ဆိုတဲ့ဩဝါဒပါတိမောက်ဂါထာတွေနဲ့လာပြည့်နေ့မှာဥပုပ်ပြုခြင်းကိစ္စအစီဝေးမှာမိန်ကွန်းတရားဓမ္မဟောကြားပြီးတော့ကဆုံဒီတဘိုရဲလာပြည့်နေ့မှာအကတဝကယာဒူးပထမဆုံးချီးမြှင့်ခန့်အပ်လိုက်တာဖြစ်တယ်ပေါ့ အဲ့လိုချင်းချင်းခံအပ်လိုက်လို့ရှိရင်အလုံးကကျဉ်တ်တယ်လို့မထင်နဲ့ပွားစီပွားစီနဲ့တက်လာယာရုကလိုချင်ကြတဲ့လူကများတယ်လေကျဉ်တ်တယ်မကျဉ်တ်ဘူးဆိုတာခုခေတ်မှာဖြစ်တာမဟုတ်ဘူးလူတွေကြားထဲမှာလည်းဒါမျိုးကရှိတာဘယ်တော့မှဆိုရှိမှာပဲလူရှိ နေသမျှကလပ်ပတ်လုံးမကျဉ်တ်တာတော့ရှိနေကြမှာပဲเนาะကျဉ်တ်မှုရှိတယ်လို့မကျဉ်တ်မှုရှိတယ် အယီချင်းဆိုတာတမန်ပုဂ္ဂိုလ်သိနိုင်တာမှမဟုတ်တာ။အဲ့တော့မြတ်စွာဘုရားကဒီနှစ်ပါးကိုအက္ခတဝကလို့သတ်မှတ်လိုက်တာနဲ့တပြိုင်နက်ယဟနာပုဂ္ဂိုလ်တွေကတော့ဘာမှမပြောကြဘူးငြိမ်ငြိမ်လေးနေတာ။နောက်ပိုင်းဝင်လာကြတဲ့ပုထုဇဉ်ယဟန်တွေကမကြင်နာဘူးနောက်ကနေပွားစီပွားစီနဲ့ပြောလာကြ။မြတ်စွာဘုရားကမုခောလောကနေနဗိက္ခန္တလာတိ။ မျက်နှာကြည့်ရဟင်ဘက်ပါတဲ့မျက်နှာရှိရဟင်ဘက်ပါမျက်နှာကြည့်ပြီးတော့ပေးတာဟုတ်တယ်တခါတလေထမင်းဟင်းလိုက်တဲ့အခါကိုနဲ့တည်တဲ့အခါအတုံးအသားတုံးလေးပုံပုံမူပေးတတ်တယ်ဝက်သားတောင်မှအခောက်ဖယ်ပြီးတော့အသားလေးထည့်ပေးတတ်တယ်ပေါ့ဒါလူရဲ့တဘာဝပေါ့ပူပူတာတာလေးပေးချင်ကြတယ်ပေါ့သိရင်သိသလိုမသိရင်မသိသလိုလောက်တတ်တာလူရဲ့တဘာဝပဲပေါ့ အဲ့တော့မြတ်စွာဘုရားကိုလည်းအဲ့လိုတွေ့တယ်။ဘုရားကဒီကောလိတဥပတိတဆိုတဲ့သိင်းစီပြပိုက်ကြီးရဲ့တပည့်နှစ်ပါးသာသနာပေါင်းဝင်လာတာဘာမှမကြသေးဘူး။နော်။သူတို့ရောက်လာတာဘာမှမကြသေးဘူးလေ။စကားရဲ့ပဲရှိသေးတာ။အဲ့ဒါကိုထိတ်တန်းတပည့်ယာတို့ကြီးတွေပေးလိုက်တယ်ဆိုတော့အမတန်မျက်နှာလိုက်တာပဲ။ဟော။ကဲ့ရဲ့ပြစ်တင်လာကြတယ်မြတ်စွာဘုရား။ ကဲရပြစ်တင်ပြီးတော့သူတို့ကအကြောင်းအကျိုးတွေဆင်ញင်ကြတယ်လေလူတွေကပေးခြင်းပေးလို့ရှင်ရှင်ကွန်းတင်ညာတို့ပင်စဝက်ခီတွေပေးဖို့ကောင်းတာပေါ့တဲ့ပင်စဝက်ခီတွေပေးဖို့ကောင်းတာပေါ့တဲ့အကယ်၍ပင်စဝက်ခီတွေမပေးဘူးဆိုရင်ယသတထေးသားနဲ့တငယ်ချင်းတွေပေးတင်တာပေါ့တဲ့သာသနာပေါင်းအစောဆုံးဝင်လာတဲ့ပုံကိုယ်ကြီးပဲတဲ့အဲ့ဒါလို့မပေးဘူးဆိုရင်ဗာဒဝဂီညီနောင်သုံးကျိတ်တို့ပေးတင်တာပေါ့ အဲ့ဒါကိုမစင်စားဘူးဆိုရင်တောင်မှပဲဥရဝေလကတ္တဘာတို့တကယ်ဒိတ်တန်းဆရာကြီးတွေပဲတဲ့ယသိဘွားတော့သူတို့ရှင်တထောင်ထဲကနေပြီးတော့ရွေးချယ်ပြီးတော့ပေးတင်တာပေါ့တဲ့အခုဘာမဟုတ်တဲ့နောက်ဆုံးမှရောက်လာတဲ့ဒီ provide တွေတဲကဥပဋိဒ္ဒနဲ့ကောလိတကိုအကတောကယာရုပေးတာတော့မြတ်စွာဘုရားဘက်လိုက်တာပဲလို့ဒီလိုပြောကြတယ်နော် မကျေနပ်မှုဆိုတာပုထုဇဉ်တွေထဲမှာရှိနေစမြဲပဲမြတ်စွာဘုရားက ဖြည့်ရှင်းပေးတယ်ဒီအကြောင်းကိုမဟုတ်ဘူးငါမျက်နှာချိပ်ပြီးပေးတာမဟုတ်ဘူးပင်စဝကိငါဥကသူတို့ဆူတောင်းလာခဲ့တာကကွန်တင်ညာကတရားသူတရားဥသိဖို့သာသူဆူတောင်းတာတဲ့အက္ခတဝကဖြစ်ဖို့သူဆူတောင်းခဲ့တာမဟုတ်ဘူးတဲ့ ယတတို့ကလည်းပဲကုသိုလ်ကောင်းမှုတွေလုပ်ပြီးတော့တမန်အရတမေရတ္ဖို့ကသာယဟနာဖြစ်ဖို့သာဆူတောင်းခဲ့တာတဲ့အက္ခတဝကအဖြစ်ဆူတောင်းခဲ့တာမဟုတ်ဘူးတဲ့ဗဒဝဂီညီနောင်သုံးကြီးတို့ကလည်းတမန်ကုသိုလ်လုပ်ပြီးဆူတောင်းခဲ့ကြတဲ့ပုံကိုယ်တွေပဲတဲ့ယသိတထောင်ကလည်းပဲဒီတိုင်းပဲယဟနာဖြစ်ဖို့ပဲဆူတောင်းခဲ့ကြတာတဲ့ဟောဒီပါရိပုတ္တရာနဲ့မောက္ကလန်တို့ကြတော့ တသိင်ခြေနဲ့ကဘာတသိင်ပါရမီဖြည့်ပြီးတော့အခသာဝကဖြစ်ဖို့ဆူတောင်းလာခဲ့တာလို့မြတ်စွာဘုရားကသူတို့ရဲ့ဆူတောင်းတဲ့အတိတ်ဆက်ကြောင်းကိုပါပြန်ဟောပြီးတော့ရှင်းလင်းပြီးနားမလည်တဲ့ပုံကိုယ်တွေကိုနားလည်အောင်ရှင်းပြပြီးတော့ဒီစကားကိုငြိမ့်အောင်ဆောင်ရွက်တော်မူခဲ့ရတယ်အဲ့တော့မြတ်စွာဘုရားပဲဖြစ်ဖြစ်လောကလူသားတွေရဲ့တဘာဝအရာအရေးချင်းရှိတဲ့ပုံကိုယ်ချီးမြှောက်လိုက်ပြီးဆိုလို့ရှိရင် ကြံတဲ့ပုံကိုယ်တွေကအရေးချင်းဆိုတာထဲ့မစင်စားဘူးเนาะဒီပြင်ဘက်ကနေစင်စားပြီးတော့မကြည်မနှက်ဖြစ်တတ်ကြတယ်ဒီလိုပြောတာเนาะမကြည်မနှက်ဖြစ်တတ်ကြအဲ့တော့ရှင်သာရိပုတ္တရာရှင်မောကလန်တို့ရဲ့အရေးချင်းဟာအင်တမမြင်မာတယ်ဒီနှစ်ပါးပေါင်းလိုက်လို့ရှင်မြတ်စွာဘုရားရဲ့အရေးချင်းဟာပြည့်စုံသလောက်ဖြစ်သွားတယ်ပေါ့ ရှင်သာရိပုတ္တရာရဲ့အရေးချင်းရှင်မောကလံရဲ့အရေးချင်းဒီအရေးချင်းနှစ်ရက်ပေါင်းဆက်ထားပြီးတော့မြတ်စွာဘုရားရဲ့အရေးချင်းကဣန္ဒြိယပရောပရိယတိအာတယနုတယဉာဏ်လို့ဆိုတဲ့ဗုဒ္ဓဉာဏ်တပ္ပညုတဉာဏ်တော်ကြီး ਨੇ လွှမ်းခြုံထားတော့ဒီပုဂ္ဂိုလ်နှုတ်ရဲ့အရေးချင်းတဲ့မြတ်စွာဘုရားအရေးချင်းကအလွန်မြင့်မားတယ်ပေါ့မြတ်စွာဘုရားရဲ့အရေးချင်းတဝက်စီမဟုတ်ဘူး တဝက်တဲ့ရောနေတဲ့အရေးချင်းနဲ့ရှိတဲ့ပုံကိုယ်တွေကိုမှမြတ်စွာဘုရားကဧကတဝကယာတုပေးတာတဲ့ဒီလိုဆိုတာပေါ့အေးဒါကြောင့်မို့လို့မြတ်စွာဘုရားပင်ဖြစ်တော်လဲလောကသားတို့ရဲ့အကျိုးအတွက်ကျိုးပန်းအထောက်ရတဲ့အခါမှာအခက်ခဲတွေဆိုတာရင်ဆိုင်ရတယ်ဖြည့်ရှင်းရတယ်ဆုံးဖြတ်ရတယ်အရာရာမှာတကိုးနဲ့ကြည့်သွားတာမဟုတ်ဘူးလူသားတွေဟာလူသားဆန်ရတယ်ပေါ့ အပြစ်ပြောတဲ့ပုဂ္ဂိုလ်ကလည်းရှိမယ်။ကဲ့ရဲ့တဲ့ပုဂ္ဂိုလ်ကလည်းရှိမယ်။ဘေးမှာအတင်းပြောတာတွေလည်းရှိမယ်။ဒါမျိုးတွေလည်းမြတ်စွာဘုရားဟာအချိန်ချင်းခံရရတယ်။အဲ့ဒီခံရရတယ်ဆိုတာနောက်ပိုင်းဒီလောကသားတို့အတွက်မြတ်ဗုဒ္ဓရဲ့ကျိုးပန်းကျက်လို့ဆိုတဲ့နောက်ပိုင်းဇလန်းနေမှာထိတဲ့ပို့ပြီးတော့ကြားကြရမှာဖြစ်တယ်။အေးဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့ လောကသားတို့အတွက်မြတ်ဗုဒ္ဓရဲ့ချိုးပန်းချက်ဟာအင်တာမဒီလောကသားတို့အတွက်ကြီးမားတဲ့အကျိုးကျေးဇူးကိုရရှိပြီးတော့သွားကြတယ်။လမ်းမနေတဲ့ပုဂ္ဂိုလ်တွေမှန်ကန်တဲ့လမ်းကြောင်းပေါ်ရောက်လာကြတယ်။မှန်ကန်တဲ့လမ်းကြောင်းပေါ်ရောက်ပြီးတော့စိတ်နှလုံးရဲ့အေးချမ်းမှုတွေကိုရရှိပြီးတော့လုံးဝချေနှက်တဲ့အနေအထားတစ်ခုကိုရောက်ရှိပြီးတော့သွားကြတယ်ဆိုတာကိုစီကိုစီ သိရှိကြီးညိုကြပြီး ဗုဒ္ဓရဲ့ခုံရီများကိုမိမိတို့ရဲ့နှလုံးသားထဲကြောင်းအောင်ဆင်ញင်သုံးသပ်ခြင်းဖြင့်ဗုဒ္ဓနုဒတိဘာဝနာတရားဖြစ်ပွားအောင်ကြိုးစားနှံ့ကြပါစေကုန်သတည်းသာသာ